စကိုင်းနယ်ကချင်အဆက်ဗမောက်မြို့နယ်ကမန်လူပင်ခါကြီးဝါနာမှာရှိတဲ့စခန်းကုန်းတစ်ခုကိုကာကွယ်ရေးပူးပေါင်းတပ်တွေတိမ့်ပိုက်ပြီးရပ်ပိုင်းအကြမှာပဲပြန်လက်လွတ်လိုက်ရတယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့နှိချက်သူတွေစီကသိရပါဗျ981ပွိုင်ကုန်းလိုအမည်ရှိတဲ့အဆိုပါစခန်းကုန်းကို တော်လိုင်းအင်အားစုတွေကဒီလအော်တိုဘာ၈ရက်နေ့မှာတိမ့်ပိုက်နိုင်ခဲ့ပေမဲ့အော်တိုဘာလ၁၀ရက်နေ့မှာပြန်လက်လွတ်ခဲ့ရတယ်လို့ကာဝေးနဲ့နီးစပ်သူတို့ကလည်းအခုလိုပြောပါဗျ။ကျွန်တော်ဘက်ကအဲ့ဒီစခန်းကိုဒီလာထဲမှာပဲတင်ထားတာဟုတ်ပါတယ်။ ပြီးတော့ရပ်ပိုင်းအကြံမှာပဲပြန်လည်လွတ်လိုက်ရတာပေါ့981.3ဖြစ်တယ်လို့ပြောဆိုထားပါတယ်စစ်ကောင်စီတပ်နဲ့ရှမ်းပြည်မျိုးသားတပ်မတော် SNE ပူးပေါင်းတပ်တွေဟာဗမာမျိုးကိုလက်လွတ်လိုက်ရတဲ့နောက်အင်အားဖြည့်တင်းမှုတွေလှုပ်ထားသလို drone နဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအသုံးပြုပြီးထိုးစစ်စင်နာရီဆက်တိုက်လုပ်လာတာလို့စစ်ရေးသတင်းမြစ်တွေကပြောပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလ9ရက်7ရက်နဲ့13ရက်နေ့တွေမှာဆိုရင်လေဗမောင်းမျိုးနဲ့ကက်လျက်မှာရှိတဲ့ဂျီယော်တွေကိုလေကြောင်းတိုက်ခိုက်တာတွေလုပ်ခဲ့သလိုနေဆက်ဒေတာနဲ့ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကြောင့်နာတလကိုလည်းလေချောင်းတိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။တစ်ဖက်မှာ981ပွိုင်ကုန်းကိုပြန်လည်သိမ်းပိုင်နိုင်ခဲ့တဲ့ရှမ်းပြည်မျိုးသားတပ်မတော် SNA ပူပေါင်းတပ်တွေကတော့ဒီစခန်းသိမ်းနိုင်ခဲ့တဲ့အကြောင်းကိုဗီဒီယိုနဲ့တကွာ၎င်းတို့ရဲ့ဝါရဖြန့် Telegram Channel တွေနဲ့ Facebook စာမျက်နှာတွေမှာထုတ်ပြန်လာတာတွေ့ရပါတယ်။နှစ်လပိုင်း16ရက်နေ့မှာကျွန်တော်တို့သိမ်းနိုင်ခဲ့တဲ့စခန်းကို PDF တွေက17ရက်ပိုင်း10ရက်နေ့မှာလာပြန်သိမ်းထားတာ အဲ့ဒါကိုဆယ်လပိုင်းစလီယင်းနေမှာကျွန်တော်တို့ကပြန်လဲသိမ့်ပိုက်ခဲ့တာပါလို့ SNA တက်သားတူကပြောဆိုနေတာကိုရိုက်ထားတဲ့ရုပ်သံဖိုင်တစ်ခု၎င်းတို့ကို ထောက်ခံတဲ့လူမှုကွန်ရက်ဆိုင်မျက်နှာတချို့မှာဖော်ပြလျက်ရှိပါတယ်။ဒီ981တက်စကန်ကိုကာဝေးပူပေါင်းတက်တွေကနှစ်နှစ်ကျော်လောက်အထိုင်းချတက်ဆွဲထားရတာကနေပြီးခဲ့တဲ့ဖေဖော်ဝါရီလ16ရက်နေ့မှာတော်လိုင်းအင်အားစုတွေကလက်လော်ထားခဲ့ရတဲ့စကန်လေးဖြစ်ပါတယ်။လက်ရှိမှာတော့နှစ်ဖက်လက်နက်ကိုင်တက်တွေအကြားအဆိုပါတက်စကန်ကို ပြန်လည်သိမ့်ပိုက်ထိန်းချုပ်ရင်း လက်ရှိမှာစစ်ကောင်စီနဲ့ SND တပ်တွေကတိမ့်ပိုက်ထားတယ်လို့ဆိုရမှာဖြစ်ပါတယ်။ရှမ်းပြည်မြို့သားတပ်မတော် SND ကစကိုင်းတိုင်းအထက်ပိုင်းဟောင်မလင်းခန်းဒီနဲ့ဗမော့အပါဝင်ကချင်ပြည်နယ်ကမိုးညင်မိုးကောင်မြစ်ကြီးနောင်ဗမော့မြို့နယ်တို့မှာစစ်ရေးလှုပ်ရှားနေကြတယ်လို့သိရပါတယ်။ဗမော့မြို့ဟာစကိုင်းတိုင်းကသာခရိုင်အတွင်းကမြို့နယ်ရုံးဆိုင်ရာမြို့ဖြစ်ပြီးရှမ်းပြည်ကဒူကနန်စတဲ့တိုင်းအားအများစုနေထိုင်ကြတဲ့ဒေသတစ်ခုလည်းဖြစ်ပါရယ်ခင်ဗျာ စစ်တပ်ကြောင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရပ်တန့်ခဲ့ရတာလို့ RCSS ထုတ်ပြန်လာတဲ့သတင်းကိုလည်းဆက်ပြီးပြောပါမယ်။စစ်ကောင်စီတပ်ကတိုင်းပြည်အာဏာထိန်းချုပ်လိုက်တာကြောင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရပ်တန့်သွားစေခဲ့တာလို့ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS ကဒီကနေ့အောက်တိုဘာ16ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။ RCSS အပါအဝင်တိုင်းသာလနက်ကိုင်စစ်ဖွဲ့လက်မှတ်ရေးထိုးထားတဲ့တိုင်းနိုင်ငံလုံးအဖြစ်ရဲ့စာချုပ် NCA ကောင်ထဲဖော်မှု ရီမတ်ချက်အတိုင်းမဆောင်ရနိုင်တဲ့အားနည်းချက်နဲ့စိန်ခေါ်မှုတွေကြောင့်ဖော်ပြရမှာစစ်တပ်အာဏာသိမ်းမှုကြောင့်ဆိုတဲ့အချက်ကိုထည့်သွင်းရေးသားဖော်ပြခဲ့တာပါ။နှုတ်နှစ်ဖက်ကြားယုံကြည်မှုမတည်ဆောက်နိုင်တာ။နှုတ်နှစ်ဖက်လက်မှတ်ရေးထိုးထားတဲ့သဘောတူစာချုပ်အတိုင်းအကောင့်ထဲမှာပေါ်နိုင်တာ။2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရောက်ရှိရေးဖိအားပေးတာ။တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက်စိတ်အားထက်သန်မှုနှဲပါတာ။စတဲ့အချက်တွေကိုလည်း RCSS ကဖော်ပြထားပါတယ်။အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ဖို့ RCSS ယူဆထားတဲ့အကြံပြုချက်တွေကိုလည်းရေးသားဖော်ပြထားပါတယ်။အဲ့ဒီအကြံပြုချက်မှာစစ်တပ်နဲ့တိုင်းသာလနိုင်ငံတက်ဖွဲ့တွေယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ဆိုတာကိုဖော်ပြထားပြီး Federal Democracy ပြောင်းစုတည်ဆောက်ရေးအတွက်အဖက်ဖက်ကဆွေးနွေးရေးနီလာနဲ့တွဲဆောင်အကောင့်ထဲဖော်ဖို့လည်းတိုက်တွန်းထားပါတယ်။ RCSS ဟာစစ်တပ်အာဏာသိမ်းစကအာဏာသိမ်းမှုကိုပထမဆုံးအကြိမ်ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်းကြေညာခဲ့တဲ့အဖွဲ့ဖြစ်ပေမဲ့နောက်ပိုင်းမှာတော့စစ်တပ်နဲ့ထိတွေ့ဆက်ဆံတာဆွေးနွေးတာတွေလုပ်ဆောင်ခဲ့သလို စစ်ကောင်စီနဲ့လည်းတိုက်ပွဲဖြစ်တာလည်းမရှိသလောက်နဲ့ပါခဲ့ပါဗျ။ကရင်မျိုးသားစည်းရုံး KNU ပါဝင် NCA လက်မှတ်ရေးထိုးမှုမှာပါဝင်ခဲ့ပေမယ့်လက်ရှိစစ်ကောင်စီကိုတော်လန်တိုက်ခိုက်နေတဲ့ဒိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကတော့အော်တိုဘာလ23ရက်ကသဘောထားကြေညာချက်ထုတ်ပြန်ခဲ့ရမှာ2021စစ်အာဏာသိမ်းမှုက NCA ရဲ့အနှစ်သာရအခြေခံမူရည်မှန်းချက်တွေကိုပြောင်းပြောင်းတင်းတင်းချိုးဖောက်ဖျက်ဆီးလိုက်တာဖြစ်ပြီး NCA ကောင်ထဲအဖော်မှုလုပ်ငန်းစဉ်ရပ်ဆိုင်သွားကစက်ကူစုပ်တစ်ခုဖြစ်ရောက်ရှိစေခဲ့တယ်လို့ဖော်ပြထားပါတယ် NCA မြေခံဟန်ပြလုပ်ငန်းစဉ်တွေစစ်ကောင်စီရဲ့အထူးရောက်ရွေးကောက်ပွဲတွေဟာစစ်အာဏာရှင်တွေက နိုင်ငံကိုတစ်သလုံးထိန်းချုပ်နိုင်ရေးတရားဝင်မှုရဖို့ကြိုးပမ်းတာဖြစ်ကြောင်းလဲ GNU အပေါင်းအတိုင်းသားလက်နက်ကိုင်6ဖွဲ့ရဲ့ကြီးညာချက်မှာဖော်ပြထားပါတယ်။ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးဖြစ်ပေါ်ဖို့ဆိုရင်စစ်တပ်နိုင်ငံရေးမှာပါဝင်မှုမရှိသေးဘူး။ပြည်ပခအတွင်းမတရားကျူးလွန်ခံရသူတွေတရားမျှတမှုရရှိစေဖို့နဲ့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေအသေးရေးဆွဲနိုင်ဖို့လိုအပ်ကြောင်းလဲ KNU အဖွဲ့ဝင် NCA လက်မှတ်ရေးထိုးမှုမှာ ပါဝင်ခဲ့ဖို့တဲ့တိုင်းသား၆ဖွဲ့ကသဘောထားထုတ်ပြန်ထားတာပဲဖြစ်ပါတယ်ခင်ဗျာမလေးရှားနိုင်ငံရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်က၎င်းရဲ့အော်တိုဘာ9ရက်ခီးစဉ်နဲ့ပတ်သက်ပြီးအာဆီယံဥက္ကဋ္ဌအဖြစ်၎င်းရဲ့သဘောထားကိုသတင်းတောက်များကိုထုတ်ပေါ်ပြောဆိုလာခဲ့ပါတယ်ထို့သောပြောဆိုရမှာယုံကြည်လောက်သောမြန်မာရွေးကောက်ပွဲဖြစ်ဖို့အ ਨੇ ဆုံးပြည့်မီရမယ့်စံနှုန်းများကိုတတ်မှတ်လာခဲ့ပါတယ်၎င်းကလွတ်လပ်ပြီးတရားမျှတရမည် ထင်သာမြင်သာရှိပြီးယုံကြည်ရလောက်တဲ့အနေအထားရှိရမည်နိုင်ငံရေးပါတီအားလုံးတက်ဆိုင်သူများအားလုံးပါဝင်ပြီးနိုင်ငံတော်အလုံးမှကျင်းပသွားနိုင်ရမယ်ဆိုပြီးပြောဆိုခဲ့ပါတယ်အဖွဲ့ဝင်မြည်သည့်နိုင်ငံကများထိုကိစ္စကိုတတိတခြားဆုံးဖြတ်၍မရဘူးလို့ဟာဆန်ကအလေးနဲ့ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်အားလုံးဝန်ကုန်ဆုံးဖြတ်နိုင်ဖို့မဲအောင်လိုင်းရဲ့တောင်းဆိုမှုကိုအာဆီယံအစည်းအဝေးမှာတင်ပြသွားမယ်လို့ဆိုပါတယ်လက်ရှိအနေအထားမှာ အားလုံးကအလုံးကျုံစိုးရိမ်မှုများရှိနေတာကြောင့် အာဆီယံမှလေးလာသူများဆေးလွတ်မြေရေးသဘောတူဝဲမရှိဘူးလို့မျှော်လင့်ရကြောင်းလဲတည်င်းတောင်များကိုပြောဆိုသွားခဲ့ပါတယ်။ထို့သောတာမန်ခီးစဉ်တစ်ခုကအေးအေးဆေးဆေးပြီးသွားအောင်မှာဖြစ်တော်လဲတာမန်ထုံတန်းကို ဖောက်ဖျက်ခါမပြောတဲ့ညီများကိုပြောခဲ့တာကြောင့်ဟိုးလေးတကြောကြောဖြစ်သွားခဲ့ရပါတယ်။ဆေးအုပ်စုမှဟာဆန်ရဲ့ခီးစဉ်ကိုခုတုံးလောက်ခါမလေးရှားမှလေးလာသူများဆေးလွတ်မယ်လို့၎င်းတို့အာတရားဝင်ဖြစ်လာတဲ့အောင်ကလိန်ကြီးဝါရဖြန့်ပြောဆိုခဲ့တာကြောင့် ဟာဆန်နံပါတ်အာဆီယံအဖို့အတော်ကြီးထိခိုက်နင်းနာသွားခဲ့ရပါတယ်။မြန်မာရေးထူးချံပေးကောင်စီရဲ့ကြီးညာချက်ထဲမှာအာဆီယံက၎င်းတို့ရဲ့အချက်ငါချက်မအောင်မြင်တော့ကိုဝန်ခံရတော့မှာဖြစ်ပြီးရွေးကောက်ပွဲကိုလည်းပြည့်ပြည့်သားသားပယ်ချရမယ်လို့ဆိုပါတယ်။ထို့သောမဟုတ်ပါကမြန်မာပြည်သူများပေါ်ရဲရဲဆက်ဆက်တစ္ဆာဖောက်သလိုဖြစ်သွားမယ်အပြင်ဒေသတွင်းထွက်ပေါ်လာတဲ့အာဏာရှင်စနစ်ကိုစုလက်များချီးမြှင့်သလိုဖြစ်သွားလိမ့်မယ်လို့ပါရှိခဲ့ပါတယ်။လက်ရှိမှာ အာဆီယံဟာဆေးဥစုရဲ့အခွင့်အရေးတိုင်းလှည့်စားပြီးအချက်ရအောင်ပြုလုပ်ခံခဲ့ရသည့်ကြီးတာဖြစ်ပါတယ်။အာဆီယံရဲ့ကြာရှုံးမှုကြောင့်လက်တွဲဖြစ်လာနေတာကအရသာထောင်ပေါင်းများစွာတက်ဖြတ်ခံရခြင်းနိုင်ငံရေးအရဥဆောင်ဥရပြုလုပ်ရမယ့်ရေကိုမလုပ်နိုင်တာကြောင့်ပြင်ပနိုင်ငံများကဝင်ရောက်ပတ်သက်လာတာကိုခွင့်ပြုလိုက်ရခြင်းနိုင်ငံဖြတ်ကျော်ရာသွေးမှုများမိုးလိုပေါက်လာခြင်းအဖွဲ့ဝင်နိုင်ငံများကြားအာဏာသိမ်းဖို့မီးစိမ်းပြသလိုဖြစ်လာစေတဲ့ဆိုးဝါးတဲ့အကျိုးဆက်များဖြစ်လာခဲ့တယ်လို့ထောက်ပြသွားခဲ့ပါတယ်။ဆေးဥစုဟာရည်တင်းလာပြီး ၎င်းတို့အပေါ်မြည်သူများရေးမြူနိုင်ဘူးလို့ဆိုကာအရသားများကိုပြစ်မှတ်ထားတက်ဖြတ်လာပြီးတရင်ကျော်မိထုံးဘွဲအလဲတက်တဲ့ကိုပဲပါလာခရိုင်တာမှဘုံချတိုက်ခတ်ရဲသည့်အထိလက်ရဲစရဲဖြစ်လာကြတယ်လို့ဆိုပါတယ်။အာဆီဟာထိုရေးကိုဖြစ်ရှင်ဖို့ကြံရှိနေတဲ့နောက်ဆုံးအခွင့်အရေးကိုလက်လုံးမခံသင့်ပဲပထမဆုံးလာမယ့်ရွေးကောက်ပွဲကိုပြပြသားသားဆန့်ကျင်ပြီးမြည်သူများပါဝင်ပတ်သက်ခြင်းမရှိရန်ဒုတိယအနေနဲ့စစ်ဟောင်းဆောင်များကိုအစ်မြင့်အစည်းအဝေးများတက်ရောက်ရန်တားမြစ်ထားမှုကို ခြားသောအစည်းအဝေးများကိုပါမြေစီကိုယ်စားလှယ်မှတက်ရောက်ခွင့်မပြုဘဲတန်းခတ်ထားရန်တတိယအချက်ဖြင့်လာမယ့်58ကြိမ်မြောက်အာဆီယံညီလာခံမှာမြန်မာအရေးအပြီးအပြည့်ဖြေရှင်းနိုင်ဖို့မဟာဗျူဟာအသစ်ချမှတ်ရန်တို့ဖြစ်တယ်လို့အကြံပြုတင်ပြသွားခဲ့ပါတယ်။ထို့ပြောအများရမှာအထူးသဖြင့်လေချောင်းတိုက်ခတ်မှုများလုံးဝရပ်ဆိုင်းသွားအောင်တာဏမန်၏အရာတိုးမြင့်ဆောင်ရွက်သွားရမည်။ NUG, CRPH, NUCC နဲ့ EU များနဲ့တွဲဆုံဆွေးနွေးနိုင်မယ့်အာဆီယံပလက်ဖောင်းတစ်ခုတည်ဆောက်သွားရန် နိုင်ငံတွင်းကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေအတွက်တာဝန်ခံလာစေမယ့်အဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်ရန်တို့ပါရှိသင့်တယ်လို့ဆိုပါရယ်မြန်မာပြည်သူများအနေနဲ့စိုးပြစ်ခံရတယ်လို့ခံစားနေကြရတဲ့အတွက်အာဆီယံအနေနဲ့မြန်မာနိုင်ငံနဲ့အာဆီယံကိုယ်တိုင်ပေါ်နှစ်ပေါင်းများစွာက ပြက်ကွက်ခဲ့မှုကြောင့်ထိခိုက်နေနာခဲ့ရမှုများကိုပြန်လည်ပြင်ဆင်ရန်မျှော်လင့်ပါကယခုချက်ချင်းအရေးယူဆောင်ရွက်ရမည်ဖြစ်သည်မဟုတ်ပါကအာဆီယံဟာမြန်မာပြည်သူများကိုမြေတို့ရင်ဆိုင်မည်နည်းဟုကြေညာချက်အစုံမှမိကုန်းထုတ်ထားတာဖြစ်ပါတယ်။ အာဆီယံနေနဲ့မြို့သူများကြားနေမူဝါဒကျင်းသုံးရင်မဖြစ်တော့ပဲထို့သောဆက်ပြီးလုပ်နေပါက၎င်းတို့အဖွဲ့အစည်းဟာကမ္ဘာကြီးအတွက်အရေးမပါတဲ့ကိစ္စများကိုသာသဘောထားတိုက်ဆိုင်ကြတဲ့အသင်းကြီးယူဆကယုံကြည်မှုကြားဆင်းသွားတော့မှာဖြစ်ပါတယ်။မြောက်နိုင်အတွက်ပြည်တွင်းမှာမြို့သူပင်တက်ဖြတ်နေစေကမူအာဆီယံနေနဲ့ဆက်ဆံရေးထိန်းသိမ်းထားနိုင်ဖို့အရေးကြီးတဲ့သဘောယူဆစရာဖြစ်လာနိုင်ပါတယ်။ဒီအောင်မှာအာဆီယံမှာထောက်ခံလာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ဒေါ်လာ3ဘီလီယံအကူအညီပေးမယ်လို့မလုံပေးက လောက်ခိုင်းထားတဲ့ရွေးကောက်ပွဲအတွက်မျှော်လင့်ချက်မေးမိန်လာပြီလဲဖြစ်ပါတယ်။လန်ဒန်ထုတ် Guardian သတင်းစာကြီးကပဲ Charlie Chaplin ဆက်ရုပ်လို့ကြည်ရသည်မှာရည်စရာကောင်းလောက်အောင်စူးတစိတ်များစွာချိတ်ဆွဲထားတဲ့မြောင်းလိုင်းတို့ဖွဲ့ကအဘယ်သူများတရားဝင်တဲ့အစိုးရဖြစ်လာနိုင်မလဲဆိုပြီးမေးခွန်းထုတ်ထားတာပဲဖြစ်ပါတယ်။ပြည်သူ့ရဲ့ခုခံတော်လှန်စေမုတ်ချအောင်ရမည်